အဲကောင်းအင်မမြေကြီးပေါ်လမ်းလျှောက်တယ်လို့လျှောက်ချင်နေဆိုရင်လမ်းဖန်ဆင်းရတယ်လမ်းဖန်ဆင်းတယ်သူ့အဖို့မှာတော့ကောင်းအင်ဘောင်းမှာလမ်းကြောင်းကြီးပေါ်သူလျှောက်နေတာတမန်အားဖြင့်ဘေးကလူတွေကကြည့်ရင်တော့ကောင်းအင်ဘောင်းလမ်းလျှောက်နေတယ်လို့ထင်တယ်သို့တော့သူ့အနေနဲ့ကတော့လျှောက်ဆရာလမ်းရှိတယ်သူ့မှာဒါကတမျိုးဟိုဟိုဒီဒီသွားတဲ့အခါမှာကာယကမနာစိတ်တကမနာလို့နှမျိုးရှိစွမ်းတကူမှာ ခန္ဓာကိုယ်သွားနေတိုင်းသွားခြင်းသလားစိတ်သွားသလိုသွားခြင်းသလားနှစ်မျိုးရှိတယ်တခါတလေမြတ်စွာဘုရားဟာခန္ဓာကိုယ်သွားနေတိုင်းသွားတယ်ဥပမာမယ်ဒီသမိုင်းကြောင်းနေမှာဆိုတဲ့မြတ်မဘုရားသမိုင်းနေရတော့လက်ခိုင်းကျောင်းတော်ရာစန္ဒကူကျောင်းတော်ကိုကြွတဲ့အခါမှာမြတ်စွာဘုရားနဲ့ယဟန္တာ900ကောင်းကင်ကနေပြီးတော့ဖြည်းဖြည်းစီစီကြွကြတာ ကောင်းကင်ကနေကြွားသွားကြတာအဲ့ဒါကာယခပနာတို့ခေါ်တယ်ကောင်းကင်ကနေသွားတာတခုဘောထိုင်သွားမယ်သို့မဟုတ်လမ်းလျှောက်သွားမယ်သွားတယ်ကာယခပနာစိတ်တခပနာဆိုတာအခုတရားဝဲထိုင်နေရင်အိမ်ပြန်ကြည့်ပါလားစိတ်နဲ့ရောက်မသွားဘူးလားတော့ကိုယ်စိတ်ကရောက်သွားပြီလေသို့တော့ကိုကြီးကပါလားဆိုမပါဘူးအစွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ကြတော့ စိတ်ကြီးစိတ်သွမ်းလိုက်လို့ရှင်ကိုကပါပါသွားတယ်အဲ့တော့ဒီနေရာမှာဝုတ်ခနဲ့ပြောက်ပြီးဟိုနေရာပြုတ်ခနဲ့ပေါ်တာအဲ့ဒီသွားနေကသွားတဲ့အခါမှာစာပေကျမ်းကမှာဘလို့ရေးထားတော့ဆိုသမိန်စီတံဝါကာယံပတာရေယပတာရိတံဝါသမိန်စီတံဝါဘာဟုံပတာရေယပတာရိတံဝါဘာဟုံသမိန်စီရဆန်းထားတဲ့လက်ကိုကိုွေးလိုက်တယ်လို့ကိုွေးထားတဲ့လက်ကိုဆန်းလိုက်တယ်လို့ ဒီနေရာမှာပျောက်ပြီးဟိုနေရာရောက်သွားတယ်လို့ဆိုတာစိတ်ဓာတ်ကမ္မနာစိတ်သွားတဲ့အနေနဲ့သွားတာတဲ့အဲ့ဒါခုနကမြမပြေကိုမြတ်စွာဘုရားတက်သွားတယ်ဆိုတာချောင်းတော်တဲကပျောက်သွားပြီးတော့မြမပြေဘွားခင်းနဲ့ရောက်သွားတယ်သွားနေကစိတ်ဓာတ်ကမ္မနာနဲ့သွားတယ်လို့ခေါ်တယ်ချက်ချင်းရောက်တယ်နော်ချက်ချင်းရောက်တော့လမ်းမှာအဟံတားတွေဘာမှမရှိဘူးမုံတိုင်းလည်းမကြောက်ရဘာမှမကြောက်ရပြုတ်ဆိုရောက်သွားတာဒါစိတ်ဓာတ်ကမ္မနာနဲ့သွားတယ်လို့ခေါ်တယ် ကာယကမ္မနာနဲ့သွားတဲ့အခါကျတော့ဖြည်းဖြည်းစီစီငှက်များသွားတယ်လို့သွားတာပြန်တန်းသွားတယ်။သို့မဟုတ်လမ်းလျှောက်သွားတယ်အဲ့လိုသွား။အဲ့ဒါအစွမ်းတကူတွေဟာမရှိဘူးမဟုတ်ရှိခဲ့။မအောင်မြင်တာမရှိဘူးအောင်မြင်ခဲ့ဘူးတဲ့။လူလောကလူတွေရဲ့အစွမ်းတကူတွေဟာဘယ်ကိုမှီပြီးတော့ဖြစ်တာတုံးဆိုရင်လူရဲ့စိတ်တွေပေါ်မှာမှီပြီးတော့ဖြစ်တာတဲ့။စိတ်ကိုလေ့ကျင့်ပေးတဲ့အခါမှာစိတ်ရဲ့အစွမ်းထက်တာတွေဖြစ်လာတယ်လို့ဒီလိုဆိုတာပေါ့။ ေးဒါကြောင့်မို့လို့ဓမ္မလို့ဆိုတဲ့သဘာဝတရားတကယ်အရှိကိုအရှိတိုင်းသိဖို့လိုအပ်တယ်တဲ့အရှိကိုမျက်ွယ်ပြုတ်ပြီးတော့မရှိတာတွေကိုတွေးတောဆင်ញင်ပြီး မရှိတာတွေကိုအရှိလုပ်ပြီးတော့နေသည့်အတွက်ကြောင့်လောကမှာမာယာမှုတွေဖြစ်ပေါ်လာတာဖြစ်တယ်ပေါ့ဓမ္မနဲ့ပတ်သက်လာလို့ရှင် မရှိတာကိုရှိလုပ်တယ်ဆိုတာကြည့်ငါမဟုတ်တဲ့ခန္ဓာ၅ပါးကိုငါလို့လုပ်တယ် เนาะငါလို့ထင်တယ်တကယ်တော့သူ့သဘာဝတိုင်းသူဖြစ်နေတဲ့အရာသူ့သဘာဝတိုင်းသူဖြစ်နေတာကိုငါလို့သတ်မှတ်တယ်ငါဟာလို့သတ်မှတ်တယ်အဲ့ဒီပုံမှာဆွဲလန်းနေတတ်မှတ်တယ်မုံတီးတယ်ဆိုတာဖြစ်ကုန်တကယ်ကတော့သူ့လည်းမဟုတ်ငါလည်းမဟုတ်ရုပ်နဲ့တရားသဘာဝတရားတသက်မြတာဖြစ်တယ်ဗမင်လေးတပင်ဟာငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူး သူကသူမျိုးစရာပေါက်ပြီးသူကသူပေါက်ချိန်တန်ပေါက်လာတဲ့ပွင့်ချိန်တန်ပွက်မယ်ကိုယ်ပံမလောက်တာမရှိဘူးသို့တော့ရေလောင်းပေးလို့ငါရေလောင်းလို့ပေါက်တယ်လို့ထင်တာမဟုတ်ဘူးအကြောင်းတစ်ခုဖန်ပြီးပေးတာသာဖြစ်တယ်သူရဲ့စွမ်းစားနဲ့သူဟပေါက်လာပေါက်လာတယ်ပွင့်တယ်ပြီးရင်သူကသူညိုးသွားတယ်သူကသူခြောက်သွားတယ်သူတက်တန်းနဲ့သူသွားတာကိုလုံးနိုင်တာတခုမှမရှိဘူးသို့တော့လူတွေကလုံးနိုင်တယ်လို့ အကြောင်းအကျိုးတစ်ခုအနေနဲ့ဆက်ဆံလိုက်လို့ရှင်လုံနိုင်တယ်ငါလုံလို့ဖြစ်တယ်လို့စိတ်ထဲမှာဒီလိုအထင်ရောက်သွားတာအဲ့ဒီအထင်ရောက်သွားခြင်းဟာတကယ်အစစ်အမှန်ကိုမျက်ခွေပြုခြင်းပဲဖြစ်တယ်ဒါလို့ဆွလို့တဲ့ပေါ့နော်အစစ်မှန်မရှိရင်ကိုယ်ဘာတစ်ခုမှလုံလို့မရဘူးနော်မရှိတာကိုရှိအောင်လုံလို့မရရှိအောင်လုံလို့ရတယ်ဆိုကိုယ်ပါစကဖူးကနေမိုးလိုက်တာနဲ့ပန်းမင်းတပင်ပွင့်လာမှာပေါ့အဲ့လိုမှလုံလို့မရတာသူမျိုးစေ့နဲ့သူ့အပင်နဲ့သူ့မျိုးနဲ့ဒီလိုပေါက်လာတာဒါရှင် ိုကဆိုင်ရဆိုင်ရအကြောင်းတစ်ခုတစ်ခုပံပိုးပေးတာတော့ဒါဖြစ်တာပံပိုးပေးတယ်ရေလောင်းပေးတယ်ဆိုပံပိုးပေးရုံပဲလုံးနေသို့သောပံပိုးပေးတာလေးကိုပဲကိုလုတ်တယ်လို့ထင်သွားတယ်လောကမှာအဲ့တော့လောကမှာမရှိတာကိုရှိထင်တယ်ရှိတာကြတော့မရှိဘူးလို့ထင်လို့လွဲမှားမှုတွေကြောင့်အမှန်တရားဟာသိရှိနိုင်စွာမရှိကြဘူးလို့ဒီလိုဆိုလိုတာပေါ့နော် ေးလောကသဘာဝကိုဆင်ញင်သုံးသပ်ချစ်ပြီးတော့ဓမ္မအမြင်နဲ့ကြည့်တဲ့အခါမှာဘယ်ဟာအမှားလဲဘယ်ဟာအမှန်လဲဆိုတာဘယ်ဟာကတမ်းမှုရှိတယ်ဘယ်ဟာကတမ်းမှုမရှိဘူးဆိုတာကွဲပြားခြားနားဆိုတာသိသွားတယ်ပေါ့